ကဲမင်္ဂလာပါမျိုးတို့ရေကဲကျွန်တော်တို့တောက်ကြန်နေရတော့ကျွန်တော်လုံအားတော့တွတ်မပြပြဘူးပေါ့နော်ဒီနေ့ကျွန်တော်တို့တွတ်ပြမယ်20ဒီပဲစလိုက်အောင်နော်ကဲအဲ့တော့ကျွန်တော်တို့ဘယ်ရစမလဲဆိုရှင်းငါးနှစ်ကနေစမယ်ဗျရှင်းငါးးနှစ်ရှစ်ရှစ်6နှစ်ရှစ်ရှစ်6နှစ်တဲ့နော်ရှစ်ရှစ်6နှစ်၄၃၃၃၃၃၃ဆိုပြီးဒီလိုမျိုးထွက်တာပါတယ် အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ9နဲ့3ညနဲ့ပေါင်း9နဲ့3ညနဲ့ပေါင်းကျွန်တော်တို့9 9ရဲ့ပါဝါ3ည3ညနဲ့ခက်ကခွန်9 3ညခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့1 9တဲ့1 9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ် ရှစ်ချောင်းတယ်ရှစ်ချောင်းမှာတော့ကျွန်တော်တို့မအောင်မအောင်ပြတင်ငါးမှာကျွန်တော်တို့ငါးတလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်ချောင်းမှာတော့မအောင်ခဲ့ပါဘူးကဲနောက်တစ်ပြင်ကိုတွက်ပါမယ်6 9 3 6 5 1 5 6 5 1 5 င်းလေး56 54 56ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ6နဲ့4နဲ့ပေါင်း3 3ရဲ့ပါဝါ8 8ရဲ့နှက်ခက်က1 3 8ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့1ခွန်တဲ့1ခွန်မှာ1တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျနောက်တစ်ပြင်ကိုတွက်ပါမယ် 3939ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်85နဲ့ပေါင်း3 3ရဲ့ပါဝါ8 8ရဲ့နှစ်ခက်က1 381ဆိုတဲ့ကြီးဆုံးလုံးပဲဒီဒီပင်မှာလည်းထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲဆိုတဲ့အခါကျတော့38 38မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်2 4တဲ့2 4မှာတော့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြုံတွက်ပါမယ်2 3 6 9 2 3 6 9 6 9 2 9 8 3 2 9 8 3ကိုကို6ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3နဲ့6နဲ့ပေါင်း2ပါတဲ့2 2ရဲ့ပါဝါခွန်ခွန်နက်ခတ်က3ည2ခွန်3ညဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ကို5က ကိုငားတဲ့ကိုငားမှာမအောင်ပါဘူးခွန်လေးတဲ့ခွန်လေးမှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်ကိုတက်ပါမယ်လေ3968နေ့4 6399 6399ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင် သုံးညနဲ့သုံးနဲ့ပေါင်းတော့သုံးသုံးရဲ့ပါဝါရှစ်ရှစ်ရဲ့နှစ်ခက်က1 3 8 1ဆိုတော့ကြီးဆုံးလုံးဒီပြမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့လဲဆိုတဲ့ခါကျတော့1 8 1အော်ဒီမှာ1ဒီမှာ1 1 8ဆိုပြီးအခွေအနေနဲ့ထွက်သွားပါတယ်ညနေပိုင်းမှာ1 1 1 1ကြာတော့လေတတလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျ။ကဲနောက်တစ်ပြုံးတွေ့ပါမယ်။ ကိုလေးကိုလေးလေးကိုခွန်လေးနှစ်363နှစ်363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ကဲအဲ့ဒါကိုတွက်မယ်ဆိုရင်ကျွန်တော်တို့၄နဲ့3နဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါ2 2ရဲ့နှစ်ခက်က4ခွန်2 4ဆိုတဲ့ကီးတောင်းလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတုံညရတယ်လေးတုံညမှလည်းလေးတလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲနောက်တစ်ပြန်အတွက်ပါမယ်တရှိတခွန်တရှိတခွန်လေးကိုခွန်ကိုတုံညရှိ63တုံညရှိ63ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့ရှင်းနဲ့ပေါင်း6 6ရပါပါတ1နှစ်ခါက8 6 8ဆိုတော့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကြတော့တစ်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 မှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်3 3ညတဲ့3 3ညမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်တေကိုမြင်ကတေကိုနင်းက ့3951 3951 48 298 298ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့6နဲ့ပေါင်း8 8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က9 8 35ဆိုတော့ကီး3လုံးဒီပြန်မှထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့36တဲ့36မှာ3လုံးထိပြီးအောင်ခဲ့ပါဗျ။ရှိရှိတဲ့ရှိရှိမှာလဲကျွန်တော်ရှစ်တလုံးထိပ်ပြီးညာအောင်မနဲ့ကိုထပ်အောင်မြန်ပါလေဗျ။ကဲဒီနေ့မှာ ညမ်းတဲ့တွေလည်းတော်တော်များများထွက်တယ်ပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့တနင်္လာနေ့တွေ့တွေ့လိုက်ရအောင်3965နှင်း5 8630 8630ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့3ညနဲ့ပေါင်းတော့6 6ရဲ့ပါပါတတရဲ့နောက်ခက်က8 6 8 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ထိတ်စည်းလေးနဲ့နည်းနည်းလေး စဉ်းစားလိုက်ရအောင်ကီးထိတ်နော်ဒီတနင်္လာနေ့အတွက်ကီးထိတ်ကတော့ကျွန်တော်တို့ပါရသလဲဆိုရင်168ပါတဲ့168ခုနကကျွန်တော်တို့ကီးရိုးရိုးပါလဲပါရသလဲဆိုရင်68တကယ်မှတ်ကြရအောင်အဲ့တော့ကျွန်တော်တို့တူနေပြီဖြစ်တဲ့အတွက်ဒီနှစ်ခုကိုကြရင်တော့ကျွန်တော်တို့ကဟိုမတူတာဆိုလို့18နော်18အဲ68ပေါ့နော် အဲဒါပဲကျွန်တော်တို့ရမယ်ကျန်တဲ့အပူတွေဖြစ်မယ်နော်အဲ့တော့ကျွန်တော်တို့ break လေးနဲ့စဉ်းစားမယ် break က3ခွန်ရှင်းနေတဲ့နော်အဲ့မှာ3ခွန် break ဒီ main break တဲ့အဲ့တော့ကျွန်တော်တို့အဲ့မှာစဉ်းစားလိုက်ရအောင်ဆိုတော့1နှင်းဒီကျွန်တော်တို့ကြီးထိတ်နဲ့ပဲကျွန်တော်ဗရိတ်နဲ့ပဲစဉ်းစားလိုက်မယ်နော်တင်းနှင်းတစ်ချောက်တစ်ခွန်တစ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 ်6ခွန်6ခွန်6တစ် အောက်မှာပဲရေးလိုက်တော့မနော်59 19 19 80 80ဆိုပြီးဒီလိုမျိုးကျွန်တော်အဲ80ဆိုပြီးဒီလိုမျိုးကျွန်တော်တို့၄ခွက်ရပါတယ်အောက်အောက်ကလည်း၄ခွက်ရရနော်အပေါ်တော့12ခွက်တောင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာထုံးကြံအတိုင်းပဲကျွန်တော်တို့ကဟို main break ကလေးတွေကိုပဲကျွန်တော်တို့က main brake ပြင်ပေါ့เนาะကျွန်တော်တို့ဒီမှာဒီ main brake လေးပဲကျွန်တော်တို့ကဒီမှာစဉ်းစားလိုက်မယ်เนาะအဲ့တော့ comp 3 brake ဆိုတော့13တစ်ချက်အဲ1နှင်း16ကျွန်တော်ကဟိုအာမမြ6 9 61 61ကတော့ဒီမဲ16ပါပြီးသားเนาะ15 19ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရမကြံတဲ့အရန်ဘရိတ်တွေနော်ကျွန်တော်အရန်ဘရိတ်နေနဲ့လက်ကြိုက်တော့ကြိုက်တယ် ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီမှာ6တိတိ6ကတော့ပါနေရတဲ့နှစ်ခါပြန်ပြီးအောက်မှာပြန်ပြီးနေပြတော့ဦးနော်အောက်မှာတက်တက်ခွဲလောက်ပဲမျက်စိမရှုပ်အောင်လို့တိနှစ်တိ6 6ခွန်6ခွန်6တိမထဲတော့เนาะပြန်လန်ထဲလိုက်တော့ဟုတ်လား85 89ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့အဲ့လိုကနန်း၅ခွဲရပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ တောက်ကြနေရအပူတုံးတုံးဆိုပြီးထွက်တယ်အပူထွက်ပြီးတိုင်းနဲ့ညီကိုသုံးမဟုတ်နက်ခတ်ကတင်းင်းလာရင်ကမှထွက်ရပါမယ်တဲ့ဒါပေမဲ့များသောအားဖြင့်တော့ကျွန်တော်တို့တင်းင်းလာမှထတာများတယ်ဗောနော်အဲ့တော့ညီကိုနက်ခတ်ဆိုရင်ညီကိုနဲ့ပတ်သက်လို့1နှစ်6 89ဒီ၃မျိုးပဲကျွန်တော်တို့ရှိပါတယ်เนาะအဲ့တဲ့မှာမှကျွန်တော်တို့ဟိုကျန်တဲ့ခန်းလေးတွေကတော့ကျွန်တော်တို့ ဒုတိယတင်ကွက်ပေါ့နော်ဟိုအဲ့ဒီ၃ကွက်ကိုကျွန်တော်ကတင်ကွက်ကြီးအနေနဲ့ကစားမယ်ကျန်တာလေးတွေကတော့အရန်လေးတွေထည့်မယ်ဆိုလဲထည့်ကြပေါ့နော်ကဲအဲ့တော့နောက်တစ်ခါကျွန်တော်တို့တန်းတန်းကတော့ကျွန်တော်တို့ကဟိုကတန်းတော့ကျွန်တော်တို့၃ရက်တောင်ပိတ်ထားတဲ့အတွက်တန်းကတော့တိတ်တော့အားမရှိဘူးပေါ့နော်ဒါပေမဲ့ဟိုတော့ကြရဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီဘက်ကလည်းတစ်ခါအဲ2ရက်ပိတ်ပြီးတော့3 3ရက်ပဲထွက်တော့ရတယ်တခါတော်တော်မှန်ခဲ့ရေနော်အခုလည်းဒါပေမဲ့ကျွန်တော်က2ရက်ထွက်တာရဲ့အတွက် ည်းနည်းလေးအားနည်းနည်းယော်တော့တော့လဲကျွန်တော်ထိုးခြင်းတဲ့တွေအတွက်တွက်ပေးခဲ့မယ်နော်အပေါ်တန်း2 4 6 6အောက်တန်းက3 8 1 6ဆိုပြီးတော့နော်ဒါပါပဲနော်ဟုတ်လားအဲ့တော့ကြက်ချင်းလည်းယူထိုးကြပါတော့ကျွန်တော်တို့ကတော့အမြဲတမ်းလည်းကျွန်တော်ပြောသလိုပဲဟုတ်လားကျွန်တော်ကတော့အကြံဉာဏ်ပေးခြင်းပဲဖြစ်ပါတယ်နော်ကဲအဲ့တော့ကျွန်တော်ရဲ့20ဘိုင်းလေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာကြီးကိုယ်ကြက်မှတ်ခြင်းနဲ့ပြည့်စုံပြီးရင် ွေးနေမှာလှလှပပရကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေအောင်တတ်လိုက်ပါရစေ။